主な安全標識1入ることを禁止する標識2走ることを禁止する標識3扉を扉を開けばしにすることを禁止する標識4手で触れることを禁止する標識5 挟まれる期限を知らせる標識六、やけどをする期限を知らせる標識七、転ぶ期限を知らせる標識八、退落する期限を知らせる標識十、危害に巻き込まれる期限を知らせる標識十一、感電する期限を知らせる標識 住人に頭をぶつける危険を知らせる標識13目を保護する必要があることを知らせる標識14避難するための非常口の場所を知らせる標識15消火器の場所を知らせる標識リアンサー標識は2駅進歩で標識は目立たない အမှတ်သားပြတဲ့ဟာတွေကတိကနေ15ခုရှိပါတယ်အဲဆိုရင်လွယ်လွယ်ကူကူကြီးလို့ရတယ် this နံပါတ်1ကတော့ high d တက်ဖို့လူပုံကိုဒီလို cross လုပ်ထားရဆိုရင် high လို့ခေါ်တော့ကျွန်တော်တော့အနောက်က king shi ဆိုလို့ hyoshi ဆိုလို့ဆို king shi ဆိုတာမေးကိုပြောတာ hyoshi ki ဆိုတာပုံဒီ thinking တာပြောတာပေါ့เนาะဒါ king shi ဆိုလို့ hyoshi ki ကစာတိုင်းမှာပါတယ်အားကြောင့်ဘယ်လိုစာချက်မလဲဆိုရင်ဒီတက်ဖို့မိမိလိုက်တက်စီ iri king shi ဆိုရင် high လို့ခေါ်တော့ဝဲချက်ပြပါ ဒါဆိုရင်ဒါလူပြေးနေတယ်ဆိုရင်မပြေးရအောင်ဆိုရင်ဟာရှိရခတ်တော့ဒါဆိုရင်ထော်ပီတာကိုပြနေတယ်တကားကိုပြရဲဆိုရင်ထော်ပီတာကိုအာခေဖာနာရှိနေဆိုလို့ခတ်တော့အားလေးနဲ့ပုံလေးပြဲတွေ့ချစ်ချက်ပေးပါဒီကိုရီယိုတေယံလက်ကိုပြထားတဲ့ကြောင့်မို့တဲ့တဲ့ဆောင်ရလေးလို့ခတ်တော့ဒီမှာထဲရ၃ပုံရှိရနော်ဒါပေမဲ့အကုန်လုံးဆဲမှုထဲထဲပုံလေးတွေပြထားတယ်အားဆိုရင်ထဲ တဲ့ဆောင်ရလေးတစ်ခုတော့ ਨੇ တွဲမှတ်ပြီးပါခောပန်ကဟာဆောင်မလေးသူညက်တာညက်တာဆိုတော့အပေါ်နဲ့အောက်နဲ့ကြားထဲမှာလက်ကဝင်ပြီးတော့ညက်တဲ့ဟာမျိုးပြောတာเนาะဒီမှာသုံးပုံဆိုတော့အဲ့လိုမျိုးတော့မြေထဲရေးထားဟာဆောင်မလေးချူဤဆိုတဲ့သင်္ကေတပါတယ်ဟာဆောင်မလေးနေရခဲ့တော့กว่าเนาะရခဲ့တော့ဒီမှာလက်ကိုအပိုးလောင်းတာပဲအဆိုရခဲ့တော့ဖြစ်တယ်အကြောင်းမလို့ညီးပုံပါတယ် ဒါကြတော့ခါရှော့ချူရီမိပုံပါပါတယ်ခုံးချူရီအပူတက်များတာပေါ့နော်ညအပူဆက်တိမှာအပူများရေကြောတာအားကြောင့်မို့ခါရှော့နဲ့ခုံးဦးရေရခဲ့တော့ဆိုမိရေအဲ့သုံးမျိုးကအားလုံးကရခဲ့တော့တို့ပဲတတ်မှတ်ထားတယ်နောက်တစ်ခုကခေါ်တော့ဘူးခေါ်တော့ဘူးဆိုတော့နောက်ကိုပဲပလက်လန်ကြတာပဲဖြစ်ဖြစ်ဒါအရှိမို့တော့ချူရီကိုရေးထားရတဲ့အကြောင်းခြေအောက်ကခြေ ဥမာနည်းနည်းအနှိမ်မြင့်ရှိတဲ့အတွက်ကြောင့်မို့သူကခြေတော့လမ်းလျှောက်တတိခိုင်းမှာဒီလိုမျိုးပေါ့နော်အနောက်ကိုပြင်လဲချမလားရှေ့ကိုသွားမလားဒါကြတော့အပေါ်ကပြုတ်ချမလားစင်ပို့ခေါ်တော့ပို့ဘုံလဲခေါ်တယ်နောက်တစ်ခုကထန်းတော်လို့လဲခေါ်တယ်ထန်းဆိုတာကအောက်ကခန်းချီနဲ့တူတူပဲဒီခေါ်တော့ပို့ရဲ့ခန်းချီမှာထောက်ဆုနဲ့ဟာကိုထန်းတော်လို့ခေါ်ပေါ့နော်ဒါဒီကောင်ကထန်းတော်လို့တယ် ။ဒါမဲ့ဒါထန်းတော့ဆိုထောက်ဆိုဆိုလဲပြူကြတော့ပြောတာ။ဟာချိပါကထန်းလာကိုဒီမှာထန်းဆိုတာခေါ်တော့ကိုရခန်းချီနဲ့လာကိုဆိုတာအတော်ဆိုပြောတာ။ပြုတ်ကြတဲ့ဟာပြောတာနော်ဒီခန်းချီက။ခေါ်တော့ဖြစ်ပြီးတော့မှလိမ့်ပြီးတော့မှပြုတ်ကြတဲ့ဟာမျိုးဒီလိုမျိုး။တပုံအနေနဲ့တွေ့နေမယ်နော်။အပအပဝအိုးအမြောင်းပါဝါရှိမြောင်းပါဝါတဲ့လူကပြုတ်ကြသွားတယ်ဆိုရင်ထန်းလာကိုခန်းကြီးမတူပါဘူး ထန်လာကိုဆိုလို့မက်ကျူဘန်ကဆစ်စတန်ဆိုလို့ထနာမှာရုပ်ပြလိုက်ရတယ်လို့ထင်တယ်ဆစ်စတန်ဆိုလို့ဆိုလက်ပြတာဖြစ်တယ်လက်ကဆက်တဲ့ TV ဒါနဲ့ပြစားသွားတာကိုဆစ်စတန်ဆိုလို့ဖြစ်တယ်ဒါခိကိုင်နေမှာခိခေါ်မလေးဟာဆာမာလေးနဲ့မတူဘူးเนาะဟာဆာမာလေးကအပေါ်နဲ့အောင်နဲ့ညက်တာကိုပြောတာเนาะဒါမာခိခောမာလေးဆိုတာဒလိန်တုံးထဲမှာလက်ကဒလိန်တုံးအပေါ်ကလည်းအလုံးအောက်ကလည်းလုံးချတဲ့မှာ မျက်ပြီးပါဝင်တာကိုမာကီခိုမာလေးလို့ခေါ်ပါတယ်ဒါလည်းစုပဲ့တဲ့မာကီခိုမာလေးဒီမှာမာကီခိုမာလေးမာကီခိုမာလေးဒီတပ်ပုံလေးကလုံးအလုံးနှလုံးမြင်လိုက်တာနဲ့မာကီခိုမာလေးဆိုပြီးတတိယကြပါဒါတော့ခန်းတန်းဆိုတာလက်စီတန်းဆိုတာကမျက်စိကိုပြောတာခန်းဆိုခန်းကြီးလို့ပေါ့နော်ခန်းစားရတယ်ဆိုတော့မျက်စိကိုခန်းစားခန်းစားရတယ်ပြောရဲဆိုတော့တန်းလိုက်တာပေါ့ပါပေါ့နော် ထားလိုက်တဲ့တင်ကြီးလားဒါအကုန်လုံးနိုင်ငံတကာမှာသုံးတဲ့ဟာလေးတွေပါအတမအောင်ပုစုကေရိုဆိုတော့ကောင်းတဲ့အပေါ်နဲ့ထိတ်တိုက်တာဖြစ်တယ်အားကြောင့်မို့ကိုအရန်နဲ့နေတဲ့နေရာဝင်နေဆိုရင်မထိခိုင်အောင်ကိုကပူလောမှာပေါ့နော်အဲ့ဒါကိုသူကခန်းကြီးလေးလုံးနဲ့ဘလို့ပြောထားလဲဆိုရင်ခန်းကြီးလေးလုံးဒီဖြောရှိခဲ့ဟာမှာခန်းကြီးလေးလုံးအမြဲတမ်းတုံးပါတယ်ဒေါ်ချောချူဤဆိုရဲဟာ သမနဲ့ဝယ်ချူဤဆိုတဲ့ဟာတော်ကြောချူဤပေါ့နော်အင်္ဂလိပ်လိုရောမမပါနေတော့မေယဟောကိုဆူရဟိစီယောကအာရုကိုတော်တယ်ဆိုမျိုးလုံးကောက်ွယ်ဖို့လိုတဲ့အတွက်ကြောင့်မလို့အလုတ်ထဲမှာတုံးတာဟောကိုမိကနဲ့တုံးတယ်ဒါဂိုကုရုချက်ကူရောဆိုရေကူးတဲ့နေရာမှာတုံးတဲ့ဟာဒါပေမဲ့ဒါတို့ဗေဒဆိုင်ရာ ဆက်ယုံနေမှာဆိုရင်ဒီကိုကုလို့ကိုတုံးတယ်အရန်ကပေါ့နော်လောကမျက်လုံးနဲ့ဝင်နေတာဟိုကိုမိခနဲ့ကဝင်နိုင်နေစီရှိရအတွက်ကြောင့်ကိုကုလို့မိကိုဘာလို့ဆက်ယုံနေရေကူးတဲ့မျက်မှောက်ဘာလို့တုံးလဲဆိုရင်တချို့စီးဒီမျက်လုံးနဲ့ဝင်ဆက်မှာဖြစ်ရတဲ့ကြောင့်ကိုကုလို့ဟာပို့ပြီးတော့ခိုင်ခန့်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လုံခြုံတဲ့အတွက်ကြောင့်ကိုကုလို့တုံးတာဖြစ်တယ်ပေါ့နော် ဟုတ်တာဟိုကောမိကနဲ့ချကူရောသူ့ရဲ့တပုံကနည်းနည်းမှားတယ်ဒါပေမဲ့နှစ်ခုရှင်တွဲပြစင်တဲ့အတွက်ကြောင့်သူ့ရဲ့မျက်မှောက်ပပလေးလုပ်ပေးထားဟိနန်ဆူရူသမင်နော်ဟီချိုခုချီနော်ပါရှောရှိလာဆယ်လို့ပြောရှိကြီးတယ်ဟီချိုခုချီလို့ပဲမှတ်ထားပါအရေးပေါ်ထွက်ပါပေါ့နော်ဟီချိုခုချီလို့ခေါ်တဲ့အင်္ဂလိပ်လိုကြာရင် emergency aces လို့ခေါ်တယ်နှစ်ခုလုံး emergency aces ကိုညာဘက်ချမ်းဟာဝဲလူရတတိထားမိပေမဲ့ ဟိုစိုင်းလေးပါနေသွားရင်ညညထိုးပြထားအဲ့ဒီညအတိုင်းသွားထွက်ရင်ဟီချိုးကုချီအပေါက်ကိုတွေ့နိုင်တယ်ဆိုတဲ့ဟာကိုဒီအပေါက်ကိုမရောက်ခင်မှာလမ်းတစ်လျှောက်မှာဒီညလေးနဲ့ထိုးပြီးတော့မှသူကအန်လိုက်လုပ်ပြရဲ့ပေါ့နော်ဒါရှောကာရှောကာကီမှာအိမ်တိုင်းမှာလည်းရှိတယ်လို့ဆက်ရုံတိုင်းမှာလည်းမဖြစ်မနေထားရတယ်တက်တန်းလည်းရှိရဲ့ပေါ့နော်အိမ်ဒီမှာ၅နှစ်တက်တန်းနော်၂နှစ်တက်တန်း၃နှစ်တက်တန်း တန်ဖိုးပုံမူတီးပြီးတက်တန်းခွာချရတယ်အနှစ်30ရဲ့တက်တန်းလည်းရှင်ဆက်ယုံတွေမှာကြာတော့ဆက်ယုံတုံးဖြစ်တဲ့အတွက်ကြောင့်လို့၃နှစ်တခါဆစ်စီရတယ်ဒါကြောင့်ဒါရှောခကီဆိုပြီးတော့မှတ်ထားပါရှောခကီတပုံပိုင်းဒီခန့်ကြည့်ပါရင်ရှောခကီနော်ပါရှောရှိလားဆဲတို့အတိပေးတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့အန်ဒီရဲ့တခုခုဖြစ်ဆက်ယုံတဲ့မှာတနည်းအားရသွားရင်ဒီပစ္စည်းဒီနေ့မှရှိရဲဆိုတော့မှတ်ထားပြီးတော့ အရေးပေါ်ဖြစ်လာရင်ဆွဲယူလို့ရအောင်နောက်ထပ်မှာမှတ်ထားတင်တယ်ပေါ့နော်